ြားဘူးတယ်မို့လားမျက်မမြင်သူခန်းတွေကိုဆင်ဆန်းပြီးတော့ဆင်ပြတာကြားဘူးတယ်မို့လားအဲ့ဒါကဘသူကစတဲ့စတိုရီလဲတော့မပြောတတ်ဘူးเนาะမြန်မာစာအုပ်တွေထဲမှာလည်းပါတယ်အင်္ဂလိပ်စာအုပ်တွေထဲမှာလည်းပါတယ်မြတ်စွာဘုရားဟောတဲ့ဥဒန်းပါဠိတော်မှာပါလွန်ခဲ့တဲ့နှစ်ပေါင်း2500ရာခိုင်နှုန်းဟောဒီစတိုရီရှိဘုရားဟောတဲ့ထဲမှာပါတယ်အံ့ဩစရာကောင်း ဘုံကဘုရားဟောတဲ့ထဲကစတိုရီလေးတစ်ခုပြောပြမယ်နော်အဲ့ဒီမျက်မမြင်သင်ကအကြောင်းလေးကိုပြောပြအဲ့ဒီမှာ မျက်မမြင်ပုံနာ6ရောက်လို့မဆိုဘူးတာဝုထိပြည်ကဘယင်ကြီးတစ်ပါးရှိတယ်တဲ့အဲ့ဒီဘယင်ကြီးကပြင်းလို့ပြောချင်တာသူကဟုတ်လားဘာလို့တုံးဆိုရင်အမတ်ကြီးတွေကိုခိုင်းတယ်အေးတာဝုထိမြို့မှာမျက်မမြင်တဲ့လူတွေရှိတယ်မျက်စိမမြင်မျက်စိနဲ့ကွင်းအလင်းမရတဲ့ကောင်းတွေ အကုန်လုံးနန်းရင်ပြင်ကိုဆုလိုက်စမ်းခေါ်လိုက်စမ်းအကုန်လုံးဆင့်ခေါ်လိုက်စမ်းဆိုတာဝတိမြို့ထဲမှာရှိတဲ့မျက်မမြင်တွေအကုန်လုံးဆုခေါ်လိုက်တယ်။နန်းတော်ထဲမှာရောက်လာ။ရောက်လာပြီးတော့အုပ်စု၉ခုခွဲလိုက်တယ်။ခွဲပြီးတော့ကဲသူတို့ကိုမင်းတို့တယောက်တစ်မျိုးစီဆင်ကိုပြလမ်းဒီကောင်လေးဆင်မမြင်ဘူးဘူးမျက်စိပါမမြင်တော့အဲ့တော့ဘယင်ကြီးစီးတဲ့ဆင်ကြီးကိုနန်းရင်ပြင်မှာခြိထားပြီးတော့အဲ့ဆင်ကြီးကိုတအုပ်စုကိုတစ်မျိုးပြတယ် တချို့အုပ်စုကြတော့ဆင်းရဲကိုလုံးကြီးကိုမင်းစမ်းကြည့်ဆင်းဆိုတာဟောတာကွာမြင်မလားဆင်းမြင်ပါပြီစမ်းကြည့်တာတော့လက်တွေ့နော်အဲ့ဒါဆင်းဆိုတာကြည့်မင်းတယောက်ကြတော့နှာမောင်းကြီးကိုပြနောက်တယောက်ကြတော့ခြေထောက်ကြီးကိုပြနောက်တယောက်ကြတော့အမီးကိုပြမီးစံပြားမပြဘူးအမီးရိုးကြီးကိုပြနောက်တယောက်ကြတော့အမီးပြားလေးကိုပြနောက်တယောက်ကြတော့အစွဲကိုပြနောက်တယောက်ကြတော့နရွက်ကိုပြ ကဲဆင်ဆိုတာဒါกว่าလို့ဆိုပြထားတာတွေကတယောက်နဲ့တယောက်မတူတူရဲ့လားအဲ့တော့ဆင်ကိုတမျိုးစီပြထားတာသူတို့လက်တွေ့သမားတွေပဲလေအကုန်လုံးလက်နဲ့စမ်းကြည့်တာမြင်မှမမြင်ရပဲကိုမျက်စိနဲ့မမြင်တော့လက်နဲ့စမ်းကြည့်တာပေါ့ကွာကဲပြပြီးတဲ့အခါကျတော့အမတ်ကြီးတွေကမျက်မမြင်သူကန်းတွေကိုဆင်ပြပြီးပါပြီတဲ့ဆိုတော့ဘုရင်ကြီးကကဲ ခေါ်လိုက်ဆိုပြီးအကုန်ခေါ်ပြီးတော့ကဲမင်းတို့ဆင်းဆိုတာမြင်ဘူးကြဗလားဆိုမြင်မှုပါပြီတဲ့ဩကြအလုံးမြင်မှုပါကဲမြင်ဘူးလို့ရှင်ပြောချက်တန်းกว่าလို့ဆိုကိုလုံးကြီးပြထားတဲ့ကောင်းတည်းဆင်းဆိုတာနိုင်ရန်ကြီးလို့ပဲတဲ့ပုံဖော်လိုက်တာဟုတ်လားဆင်းဆိုတာနိုင်ရန်ကြီးနဲ့တူတယ်ဆိုကြံတဲ့ကောင်းတည်းဟာဘယ်နဲ့ဟုတ်အောင်မတော့กว่าနေရက်စမ်းထားတဲ့ကောင်းက အရှင်မင်းကြီးမဟုတ်ပါဘူးဟိုကောင်ပြောတာဆင်းဆိုတာဘန်းကြီးနဲ့တူပါတယ်ပြောပြနာမောင်းစမ်းထားတဲ့ကောင်ကတော့မဟုတ်ဘူးတဲ့ဆင်းဆိုတာထွန်ကိုင်းကြီးလိုပဲအဲတချို့ကျအစွဲစမ်းထားတဲ့ကောင်မဟုတ်ဘူးဆင်းဆိုတာတန်ချောင်းကြီးလိုပဲတဲ့ခြေတော့စမ်းထားတဲ့ကောင်ဆင်းဆိုတာတိုင်ကြီးလိုပဲတဲ့အမီးစမ်းထားတဲ့ကောင်ကတစ်ခါတစ်မျိုးပြောအမီးပြားလေးစမ်းထားတဲ့ကောင်အဆင်းဆိုတာတပြက်စီးကြီးပဲကဲသူတို့ပြောတာမှန်ရဲ့လား ဲ့ဒီလိုပြောတဲ့အခါကျတော့တယောက်နဲ့တယောက်ငင်းကြတာလေငါမှန်တယ်ငါငါကိုယ်တိုင်စမ်းထားတာမင်းစင်ဆိုရနိုင်ရန်ကြီးကိုကောင်းစမ်းဆိုတိုင်ကြီးနဲ့ဆိုပြီးတော့မျက်မမြင်သူကန်းတွေဟာအဲ့ဒီမှာတခါလဲထတတ်ကြတာလဲငင်းပြီးတော့အဲ့ဒီမှာဘီရင်ကြီးကခွတ်ထိုးခွတ်လန်ရည်တဲ့သဘောကြပြီးတော့အဲ့ဒီတုတ်တံမှာအဲ့လိုပါမြတ်စွာဘုရားကဆုံးလို့တာက မင်းတို့တစိတ်တစ်ပိုင်းလေးမြင်ပြီးတော့ညင်းမနေကြနဲ့လို့ပြောလို့ရင်းမယ်သူတို့ပြောတာတွေမှန်လားမမှန်ဘူးဟုတ်ကလားအဲ့ဒါကြောင့်မလို့ right understanding ဆိုတာဘယ်ဆုံးမြင်တာဖြစ်ရတခုတည်းမြင်တာနဲ့သွားပြီးတော့ညင်းလို့ရှင်အမှန်တရားသိပါမလားအေး story လေးတစ်ခုရှိသေးတယ် there are two sides to every question every question there are two sides to every question